တို့အားလုံးပဲမင်္ဂလာပါဒီနေ့လက်ကျောင်းအန်တူဟာတာလေးတို့တူတူလေးလာကြမှာပေါ့နော်ဒီနေ့ကအပိုင်း၈ဖြစ်ပါတယ်အရှိမဆလုံးကြီး900လောက်လေးလာပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်က ID ဘိုင်းမှာအလုံးလုံးနေရဆိုတော့ဒီခစ်တရားဘယ်လိုမျိုးပြောင်းလဲနေလဲဆိုတဲ့ဥစ္စာကိုဒါတော်တော်လေးတိလဲတိလဲခံလဲခံစားရတယ်ပြီးတော့တကယ်လဲလုံးနေရတယ်ပေါ့နော်အခုလို AI ခစ်ကြီးမှာကျွန်တော်တို့တွေဟိုးရှိတုံးအားလိုမျိုးဘာသာစကားတစ်ခုလေးလာဖို့အချိန်နေအများကြီးပေးဖို့အတွက်မရှိဘူးဟိုအဲ့လိုမျိုးဟိုပေါ့နော်ကို တလုံးတလုံးတလုံးကိုချက်ဖို့အကြ ాయి ဖြစ်နေဆိုလို့ရှိရင်ကျွန်တော်အများကြီးနောက်ကြကြံခဲ့လိမ့်မယ်ပေါ့နော်အဲ့တော့နောက်ကြမကြံခဲ့အောင်အဲထက်ခါထက်ခါနားထောင်ပြီးတော့စလုံးနေအများကြီးကိုမြ мян လေးမှတ်ပြီးတော့မြ мян အိမ်မက်တီစီကိုတွားရအောင်နော်အဲ့တော့ဒီနေ့ကျွန်တော်တို့က901ကနေစာမှာဖြစ်ပါတယ်901ဟိုအဲ့တော့ဒီနေ့ဘလို့စလုံးလေးတွေလေးလာမလဲဆိုတော့ဒီနေ့ကကျွန်တော်ဖူတူဆတ်တိုနဲ့ပတ်သက်တဲ့စကားလုံးလေးတွေလေးလာမှာဖြစ်ပါတယ်ဖူတူဆတ်တိုဖူတူဆတ်တိုဆိုတာက ကိုရဲ့မွေးရမြေပေါ့နော်မွေးရမြေဇာတိမြေကိုပြောတာသူ့နောက်တစ်မျိုးခုချောဆိုပြီးတော့လည်းဖတ်တဲ့ခန်းကြီးအတူတူပဲဖတ်တဲ့ပုံစံမျိုးကကွာသွားတာပေါ့နော်အဲ့တော့နှစ်ခုလုံးကမွေးရမြေဆိုရအတိတ်ပဲဖြစ်ပါတယ်အဲ့တော့အတိတ်ပဲတူတူပဲဖတ်လို့ရတယ်ပေါ့နော်အဲ့တော့ခိုချောတို့ဖူရူဆာတို့တို့မှာပါတယ်အနောက်ကစကလုံးလေးရာလေဂေါ်ဆိုပြီးဖတ်တဲ့အချင်းရှိရသေးလားအဲ့ဒါလေးကိုမှတ်မိစေချင်တယ်ဂေါနီဟိုက်တေဝါဂေါနီစတာဂါအေးဆိုတဲ့စကလုံးလေး ကောနီဟိုက်တေဝါကောနီစတာကာအဲဆိုပြီးတော့ဖတ်ပြရမယ်။စီတာကာဥဆိုတာကလိုက်နာသည်ဆိုတဲ့စကားလုံးလေးပေါ့နော်။အဲ့တော့သူကယောမရောက်ရင်ယောမလိုကျင့်ဆိုရဲစကားလုံးလေးကိုဂျပန်လိုပြောချင်တယ်ဆိုလို့ရှိရင်နော်။ကောနီဟိုက်တဲ့ဝါကောနီစတာကာရဲဆိုပြီးတော့ပြောပြရမှာဖြစ်ပါတယ်။အဲ့တော့ခန်းကြီးလေးလက်မှတ်ရင်အတိတ်ပဲလေးလက်မှတ်ရင်အောက်ကပေါ့နော်အတုံးဝင်တဲ့ phrase လေးလက်မှတ်ထားပြပါ။အဲဂျီမိုတိုဆိုပြီးတော့ပြောရမျိုးလေးရှိတယ်။ဂျီမိုတိုနော်တိုမိုတာချီဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ပေါ့နော်ကိုယ့်အိမ်ရှိတဲ့နေရာမျိုးပေါ့နော်ဂျီက ကိုဂျီမိုတိုလို့ပြောလိုက်လို့ရှင်ကိုကအဲ့ဒီမှာမွေပြီးအမှကြီးလာတဲ့ပုံစံမျိုးနည်းနည်းလေးပို့ပြီးအမြင်ရပေါ့နော်မွေရဲ့မြေစာတိဆွဲစကားလုံးလေးကျွန်တော်မြန်မာလိုဆိုလို့ရှင်လည်းမျိုးစုံပြောကြရလေအဲကိုရဲ့မွေရဲ့မြေစာတိမြေပေါ့နော် ကိုငငယ်တော့ကကြည်ပြင်းခဲ့တဲ့နေရာစသဖြင့်ပေါ့နော်မျိုးစုံပြောလို့ရတယ်လို့မျိုးဂျပန်စာမှာလည်းဒီလိုမျိုးပေါက်ကမျိုးလေးရှိနေတာဖြစ်ပါတယ်ဒါမျိုးလေးရှိမှာပေါ့နော်ဂျီကာကြောင့်ကိုယ့်ရဲ့မိဘအိမ်ကိုပြောတာအဲ့တော့အိမ်ပြန်နေဆိုတဲ့ဥစ္စာကိုကျွန်မတခါတလေကြာဒီလိုမျိုးသုံးတာလေးရှိတယ်ခိဆေးစုလို့ဆိုတိတ်ပြီးတော့တော်တော်များများတိတ်ပြီးတော့ဒါကိုကြော်သွားတတ်ကြတယ်ဘာလို့လဲဆိုတော့အနောက်ကဟာဘူးခုဆိုတဲ့ဟာဘူးခုဆိုတဲ့စကလုံးလေးကသွားရှော့ချရဲဆိုတဲ့စကလုံးလေးဖြစ်ပြီးတော့မူတာကိုဟာဘူးခုဆိုလို့ရှင်မူတာဆိုတာကမလိုတာတွေပေါ့နော်မူတာကိုဟာဘူးခုဆိုလို့ရှင်မလိုတာတွေကို ရှော့ချရဲဆိုတဲ့အဘယ်လေးဖြစ်သွားတယ်မလူတာရွှော့ချအဲ့တော့ဟာဘူးခုကသူ့မှာအဲ့ဒီဟာနဲ့တော်သွားပြီးတော့ဟို influence ကကြီးနေတဲ့အချိန်မှာဒီလိုမျိုး key say sudo ဆိုတဲ့ပေါ်ကမျိုးလေးကိုကျွန်တော်ကမိသွားတတ်ကြရပေါ့နော် key say sudo ဆိုတာကကိုယ့်ရဲ့အိမ်ကိုပြောင်းတဲ့ကိစ္စပေါ့နော်အဲ့တော့ဂျီကာနီခါရတုခုတော့ key say sudo ခုတော့အဲ့တော့ဟိုအိမ်ပြောင်းတာကဒီ key say ဆိုပြီးတော့ key say sudo ဆိုပြီးတော့တောင်းတာမျိုးလေးလည်းရှိရပေါ့နော်အဲ့တော့ဒါတကယ်တုံးပါတယ်ဒါလေးမှတ်ထားမယ်နော် ခိရတော့တည်ပြီးသားဟုတ်ခါရဲလို့ဆိုတဲ့စကားလုံးလေးအဲ့ကြောင့်အိမ်အိမ်ပြန်တာမဟုတ်ဘဲနဲ့နိုင်ငံပြန်နေဆိုလို့ရှင်အဲခိခိုကုစုတို့ခိခိုကုစုတို့နော်ဒါမျိုးလေးရှိမယ်ဟာနာရေတုကကြတော့ဟာနာရေတုဝေးကွာသွားတယ်ခွဲခွာတယ်ဆိုတဲ့အသေးပဲမျိုးဖြစ်တယ်အဲ့တော့ဖူရုဆတ်တိုဟာနာရေတုဆိုလို့ရှင်အဲကိုယ့်ရဲ့ဇာတိမြန်နေခွဲခွာပြီးတော့နေရာသွားတာပေါ့နော် အဲ့တော့အဲ့လိုမျိုးရှိတယ်ဟာနာရဲတုခန်းကြီးလေးကဘာမှမြင်ဘူးညလဲဆိုတော့ကျွန်တော် recon တို့ဘာလို့မှမြင်ဘူးညဖြစ်ပါတယ် recon ဆိုတာကခက်ကွန်ရဲ့ဆန့်ကျင်ဘက်ခက်ကွန်ဆိုတာကလက်ထက်တာမင်္ဂလာဆောင်တာသူရဲ့ဆန့်ကျင်ဘက် recon ဆိုလို့ရှိရင်ကွာရှင်းတာဖြစ်တယ်အဲ့ဒါကြောင့်ဒီဒီခွန်ပေါ့နော်ဒီ ဒီခွန်းစွာကဒါလက်ထက်တယ်ဆိုတဲ့အတိပဲဖြစ်တဲ့အတွက်အတိကနေပြီးတော့ခန္ဓာတွေတို့ကွဲကွာတယ်ဆိုတဲ့အတိပဲမျိုးနဲ့ရီခွန်းစွင်ကွာရှင်းတယ်ဆိုတဲ့အတိပဲမျိုးလေးဖြစ်ပါတယ်။စခါမှုဆိုရပေါကမျိုးလေးမှတ်ထားပေးပါ။စခါမှုစခါမှုစွာကစုတ်ကိုင်းနေဆိုတဲ့အတိပဲမျိုးပေါ့နော်။သူကတကယ်ပစ္စည်းကိုစုတ်ကိုင်းလို့လည်းရတယ်။ဥပမာချမ်းစုစခါဥဆိုလို့ရှိရင်ချမ်းစုစခါမှုဆိုလို့ရှိရင် ။အဲဒါအခွင့်အရေးကိုစုပ်ကိုင်းနေဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်။သူရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုလို့ရှိရင်တော့နော်ကားဆုဆိုတဲ့စကားလုံးလေးနဲ့တုံးလို့ရတယ်။အဲ့တော့အဲချန့်ဆုနော်ကားဆုဆိုလို့ရှိရင်အခွင့်အရေးကိုလက်လွတ်လိုက်တယ်ဆိုတဲ့အထိပ္ပယ်မျိုးဖြစ်တယ်ပေါ့နော်။ဒါမျိုးလေးရှိပါတယ်။ခိုင်ဇန်ဆုတို့ဆိုတဲ့ vocabulary ကိုသိပါသလား။ခိုင်ဇန်ခိုင်ဇန်ရဲ့ခိုင်လေးကကြတော့သူကအာရာထာမဲတို့အာရာထာမတို့အာရာတာမဲတို့ကို change ပြောင်းလဲတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်။နောက်ကဇန်လေးကကြတော့သူက e adjective အနေနဲ့ဆိုလို့ရှိရင်လိုမျိုး your is ဆိုပြီးခွန်ရောမင်းအနေနဲ့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ kaizen sutu ဆိုတာကအနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင် improve လုပ်တာပေါ့နော်ပို့ပြီးတော့လက်ရှိရှိနေတဲ့အခြေအနေကနေပို့ပြီးတော့ကောင်းမွန်အောင် improve လုပ်တဲ့ဥစ္စာကို kaizen ဆိုပြီးတော့သုံးတယ်ပေါ့နော်ဒီလိုမျိုး kaizen ဆိုရဲစကားလုံးလေးကဂျပန်စကားလုံးကြီးရဲ့လှတဲ့စာစုတွေထဲမှာတစ်ခုပါတယ်ပေါ့နော်နိုင်ငံခြားသားတွေတော်တော်များများသိရတဲ့စကားလုံးလေးဖြစ်တယ်အဲ့တော့ kaizen improve ဖြစ်တယ်ဆိုတဲ့စကားလုံးလေးအဲမသိလဲတော့ရရသိလားဒီလိုမျိုး gozan ဆိုရဲ့ vocabulary မှတ်ထားပေးရင် ဂောဇန်ဆိုတဲ့ပေါ်ကပ်လေးမှတ်ထားပြီးရင်ဒါစားတဲ့တောက်တဲ့အခါကျရင်အရင်အဆင်ပြေဂောဇန်ရဲ့ဇန်လေးကကြတော့ဒါစားပွဲတော်ဆိုတဲ့စကလုံးလေးပေါ့နော်ဒါလေးဟိုစားတောက်ဆိုင်တွေမှာတော်တော်များများမြင်ရတတ်တယ်ကျွန်တော်တို့ဟိုအခုနောက်ပိုင်းကျတော့ဒီဂောဇန်ဆွဲပေါ်ကပ်ဆိုတာထဲလိုမျိုး set 2ဆိုပြီးတော့ဟိုပေါ့နော် menu တွေကဒီ set menu ဆိုပြီးတော့ ဖြစ်သွားပြီပေါ့နော်ဆက်တူဆိုပြီးတော့တုံးကြများတယ်တခါတလေအရန်ရှေးဆန်တဲ့ဂျပန်ဆိုင်တွေတို့နည်းနည်းလေးပို့ပြီးတော့ဟိုခန်းသားတဲ့ဆိုင်တွေပါအဲ့မှာဆိုဂေါ်ဇန်ဆိုပြီးတော့ရေးထားပေါ့နော်အဲ့လိုဆာရှီမီဂေါ်ဇန်တို့ပါအောင်ဆိုသူကအဲ့လိုမျိုးပွဲတော်ဆိုအတိတ်ပဲစားပွဲတော်ဆိုအတိတ်ပဲလေဂေါ်ကတော့တည်ပြီးသားပေါ့နော်အရှေ့ကနေတက်ပြီးတော့ခေါ်တဲ့ဂေါ်လေးနောက်ကဇန်ဆိုစားပွဲတော်ဆိုအဲ့လိုဂေါ်ဇန်တို့ပါအောင်ဆိုအဲအများကြီးပါတယ်ပေါ့နော်အဲ့အဲ့လိုမျိုးလေးဒါဂျပန်ရောက်လို့ရှင်ရှာပြီးတော့တွေ့လို့ရှင်စားကြည့်ပါနော်ဒါမျိုးလေးရှိမယ်ဂျော်ဂျီဆိုဘောကပ်လေးကိုသိပါသလားဂျော်ဂျီဂျော်ဂျီဆိုတာက ပွဲတော်တွေကိုပြောတာပေါ့เนาะမာချစ်တီနဲ့ပါกว่าလဲဆိုလို့ရှင်ရင်မာချစ်တီကကြတော့နည်းနည်းလေးအာနတ်ချစ်တော့ခေါ်တဲ့နေရာဒါကြောင့်နည်းနည်းလေးပို့ပြီး specific ဖြစ်တယ်ပေါ့เนาะဥပမာနေရာတီပွဲတော်ဆိုလို့ရှင်ကျော်ကနတ်ချစ်မာချစ်တီဆိုပြီးတော့ခေါ်တဲ့ဒါနေရာတီပွဲတော်ပေါ့เนาะတကြံဆိုလို့ရှင်လဲမီဇူမာဆူရီဆိုပြီးတော့ဒါပါတာပြန်လို့ရတယ်အဲပြန်တင်ကျွတ်တော့ပါလို့ဆိုကျွန်တော်ကဟိမချစ်ဒီဆိုပြီးတော့လိုမျိုးပါတာပြန်ကြရပေါ့เนาะအဲ့တော့နီဟောကနန်ချူကျော်ကြီးကအိုးကြီးဆိုလို့ရှင်ရင် လန်းချူကြောကြည့်တနှစ်တာလုံးမှာပွဲတွေအများများတယ်ဆိုတဲ့အသေးပဲမျိုးဖြစ်သွားရပေါ့နော်။သူကတော့ဘယ်ပွဲရဲ့လို့မဟုတ်ဘဲနဲ့အဲ့လို advance day လဲတောင်းလို့ရတယ်အဲ့လိုကြောကြည့်ရကြ။ဟိုမှာကြွတီဆိုနည်းနည်းလေးခန်းခန်းနားနားအသေးပဲမျိုးသွားမြင်တယ်ဆိုမဲ့လိုမျိုးလန်းချူကြောကြည့်ဆိုလို့ရှိရင်တချို့လူတွေကမပါဝင်ဘဲနဲ့တရားမဲ့ကြော်သွားတဲ့ပွဲမျိုးတွေလည်းရှိရပေါ့နော်။ဒါအကုန်လုံးခြုံငုံပြီးတော့ကြောကြည့်ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်။အဲ့တော့ကြောကြည့်ရဲ့ကြည့်အဲ့စကလုံးလေးရှိကြည့်ဆိုလို့ရှိရင်ရှိမှာကျွန်တော်အဲ့ခိုင်ဝင်မှုဆိုပြီးအဲ့လိုမျိုးလေးဘာသာစကလုံးလေးရှိခရာဖြစ်တဲ့အတွက် လွယ်တဲ့ pocket လေးကတကယ်ဆိုရင်မှတ်ရပို့ပြီးတော့ခတ်တော့တတိထားပြီးတော့ချက်ပြပါနော်။ဒါမျိုးလေးရှိမယ်။ဟိုခိုးရုဆိုတဲ့ pocket လေးရှိပါတယ်။ဟိုခိုးရုခုံယူသည်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။ဟိုခိုးဒီနီအိုမိုဥဆိုလို့ရှိရင်ဟိုခိုးဒီနီအိုမိုဥဆိုရင်အဲခုံယူပြီးတော့ခုံယူနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။ညီဟောင်းကအဲဖူဂျီဆန် 富士山をほこりに思っていると、そうするし、日本人はれやれ、ぼの。日本はほ富士山をとろこやんゆれ、そういう定番もれやれ。日本人は富士山をほこりに思っていると、そうするし、日本の妙では富士山をやんこんゆじゃれ、そういう定番もぼの。でもさちゃんにで取り当てばれ。あの、ခိကြီးဆိုရပေါ်ကပလီရောတိပါတလားခိကြီးခိကြီးဆိုတာကအဲစောင်းပါကိုပြောတာပေါ့နော်ခိရှာဆိုလို့ရှင်ရော ခိရှာโอเคခိရှာကြောင့်လည်းပြောရအောင်ခိရှာလို့ပြောလိုက်တဲ့အခါမှာအများကြီးထွက်လာတယ်ဒီခိရှာဆိုတာကမီးရထားကိုပြောတာပါကျွန်တော်အခုဂျပန်မှာစီးနေရထားတွေကလျှက်စစ်ရထားပေါ့နော်အဲ့ဒါကြောင့်ဒန်ရှာဆိုပြီးတော့ဖြစ်သွားလျှက်စစ်ရဒန်ခိရဒန်လေးနဲ့မဟုတ်လို့အဲ့တော့မီးရထားဆိုလို့ရှိရင်ခိရှာဆိုပြီးတော့တုံးပြရတယ်နောက်ထပ်ခိရှာတစ်ခုရှိတယ်ဒီဥစ္စာလေးပေါ့နော်အန်တူးဆိုရင်တော့တိထားတဲ့မီးခိရှာနဲ့ဟေရှာနဲ့ရှိတယ်အဲဟေရှာဟေရှာဆိုတာကကျွန်တော်ရဲ့ company ပေါ့နော်ဟို ကိုကုမ္ပဏီကိုပြောတဲ့အချိန်မှာဝါတရှိတာချင်းတော့ခိုင်ရှိခိုင်ရှာဆိုလိုမျိုးမပြောဟေးရှာဝါဆိုပြောလိုမျိုးပြောရပါတော့အနာတနောက်ခိုင်ရှာဝါဆိုလိုမျိုးကလည်းမပြောဘူးခိရှာခိရှာဝါဆိုပြောလိုမျိုးပြောပါတယ်အဲမျိုးလေးရှိပါတော့ခိရှာမတုံးချင်းတစ်ဖက်သူကုမ္ပဏီကိုအွန်ရှာဆိုပြောလဲတုံးလို့ရပါတော့ဒီတစ်ခါပြောချင်တဲ့ခိရှာအပွားတည်င်းစာရဲ့ဥစ္စာလေးနဲ့ဒီခိရှာပေါ့နော်သူအရှက်ခိလို့ဖတ်တဲ့နောက်ကမွန်းတို့လေးနဲ့ခိရှာတည်င်းတောက်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲခိရှာရဲ့ခိလေးကရှိတုစုရှိတုစုရေးသွင်းတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်နော်อืม အမျိုးလေးရှိမယ်။အဲပင်ကျောင်းမှာအဲခီဆိုင်ဆိုတဲ့ vocab လေးရှိတယ်ခီဆိုင်။ခီဆိုင်ရကြတော့လေခီဆိုင်စုတုဆိုရေးသားဖော်ပြသည်ဆိုတဲ့စကားလုံးလေး English လို့ဆိုလို့ရှိရင် describe ဆိုတဲ့စကားလုံးလေးနဲ့တွားပြီးတော့ဆင်ပါတယ်။အဲ့တော့ခီဆိုင်စုတုခီဆိုင်စုတုရဲ့ဆိုင်လေးကကြတော့သူက noru ဆိုတဲ့အတိပဲလေးဖြစ်တယ်။အဲ့တော့ဒါအရင်တော့ကျွန်တော်တည်ထားတဲ့ see တယ်ဆိုတဲ့ noru ဒီတစ်ခေါက် noru ကကြတော့ဒီ noru လေးဖြစ်ပါအဲ့တော့များသောအားဖြင့်အဲ့လိုစောင်းမားတွေပါတွေက ရှင်ဘွန်နီနော်တူဆိုလို့ရှင်အောက်ကနော်တူတုံးပေးရမယ်ပေါ့နော်အဲ့တော့ဒီပါဝင်လာတဲ့တည်င်းစာရမှာပါဝင်လာတဲ့ထည့်သွင်းထားတဲ့အစွဲအတိတ်ပဲမျိုးလေးနဲ့နော်တူဆိုပြီးတော့ရှင်ဘွန်နီနော်တူအဲ ဆိုလို့ရှိရင်တည်င်းဆိုင်မှာပါလာတယ်ဆိုရင် node လေးဖြစ်သွားမှာပေါ့နော်အဲ့တော့အောက်ကပေါကံလေးနဲ့မှတ်ပြီးတော့တွဲထားတွဲပြီးတော့မှတ်ထားပြပါ sentence ဆိုတဲ့ပေါကံမျိုးလေးရှိမယ် sentence sentence ဆိုတာကကြော်ညာတွေကိုပြောတာပါအဲ့တော့ဟိုမြန်မာလူမျိုးတွေလည်းကျွန်တော်အခုနောက်ပိုင်းဆိုလို့ရှိရင်မှားပြီးပြောတာရှင်မြန်မာစကားကိုကြော်ညာတာနဲ့ကြင်ညာတာနဲ့မတူဘူးเนาะကြော်ညာတယ်ဆိုတာကကိုယ့်ရဲ့ကုန်ပစ္စည်းကိုအများသိအောင်ကြော်ညာတာဖြစ်ပြီးတော့ကြင်ညာတာကကြတော့ပတ်စံရာသီဖြစ်မဖြစ်အတီဖြစ်ဖြစ်အဲ့လိုမျိုးပေါ့เนาะဟို announcement လုပ်တယ်ဆိုရယ်အတိတ်ပဲမျိုးလေးနဲ့ပေါ့နော်ကြေညာတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါဘာလို့အဲ့လိုမျိုးပြောနေရလဲဆိုတော့ဒီမှာ sangan ဆိုတဲ့ vocabulary ရှိတယ်အဲ့တော့ဒီ sangan ဆိုတာကကြေညာတယ်ဆိုရယ်အတိတ်ပဲပေါ့နော် declare တို့ announce တို့ဘာတို့မှာသုံးတယ်အဲ့တော့ဟိုဘယ်အလုပ်ပဲလုပ်လို့ဒီလိုမျိုး vocabulary တွေတွေ့ရတတ်တယ်တကယ်လည်းသုံးလဲသုံးလဲဆိုတော့အဲ့တော့တိတိကျကျလေးမှတ်ထားပေးပါ sangan ကကြော်ညာတာ sangan က declare လုပ်တာကြေညာတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်နော် သိကြုံပါဒီလိုမျိုး sakuse တို့ပါလို့ရှိမယ် sakuse sakuse ဆိုတာကအာ create လုပ်တယ်ပေါ့နော် sakuse ကိုအဲ့လိုမျိုးခွဲပြီးတော့အဲ sukuru နောက်ကဥစားလေးက naru ဖြစ်လာတယ်ဆိုပြီးတော့အဲ့လိုမျိုးမမှတ်နဲ့တော့နော်ဘာလို့ဆိုတော့အတွဲလိုက်လေ sakuse sakuse ဆိုလို့ရှိရင် create လုပ်တယ်ဆိုပြီးတော့တန်းပြီးတော့မှတ်ပေးပါဘာလို့ဆိုတော့ဥမာပေါ့ sakujo ဆိုလို့ရှိရင်လဲ sakujo ဆိုလို့ရှိရင် delete လုပ်တယ်အဲ sakuse create လုပ်တယ် sakujo delete လုပ်တယ်အတွဲလိုက်လေးမှတ်ထားပြီးနော်ဥမာ ခိုးရှင်းတော့ဘာလို့ဆိုလို့ရှင်ခိုးရှင်းဆိုလို့ရှင် update လုပ်တယ်ဆိုတဲ့အသေးပဲမျိုးပေါ့နော်ဒါပေမဲ့တလုံးချင်းစီခွဲပြီးတည်ရတော့ကောင်းပါတယ်ဒါပေမဲ့ပထမဆုံးစကြက်တဲ့အချိန်မှာဘောကပ်ကိုပေါ့နော်အာခိုးရှင်းရပါလဲဆောက်ဆေးရပါလဲဆောက်ကြောပါလဲဆိုတဲ့ဥစားအရင်ဆုံးမှတ်မိဖို့ကအရေးကြီးတာဖြစ်တဲ့အတွက်အဲ့ဒီဘက်ကိုနည်းနည်းလေးပို့ပြီးတော့ဂရုစိုက်ပေးပါနော်အဲပြီးလို့ရှိရင်အကြောင်းမှာဒီ king ခိုးဆိုတဲ့ဘောကပ်မျိုးလေးပေးထားရှိတယ်။ king ခိုး king ခိုးဆိုတာအဲ့လိုမျိုးနည်းနည်းစင်ချေဖုံးရွက်ကွက်တို့အမ် နည်းနည်းပေါ့နော်ခိုးကိုင်းဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲနည်းနည်းကြောင်ကြတဲ့နေရာမျိုးပေါ့နော်ဒါမျိုးလေးရှိမယ်ပြီးရင်အေကားခုဆိုတဲ့ vocabulary ပေးထားရဲအေကားခုရေးဆွဲတည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်တို့တစ်ခါလေ့ကျလို့ရှိရင်ခခုလို့လည်းသုံးတာဖြစ်တဲ့အတွက်အဲဧကျန်ခဲ့တာမဟုတ်ဘူးပေါ့နော်အေကားခုခခုအဓိပ္ပာယ်အတူတူပဲရေးဆွဲတည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ခန်းကြီးကကြတော့နေကိုတို့နေကိုဆိုတာကြောင်ကလေးကိုပြောတာကြောင်ကလေးဖြစ်တဲ့အတွက်အရှိမဘယ်လိုမျိုး အဲအမွေလေးပါနေရပါတော့เนาะဒီလိုမျိုးပေါ့ကတ်မျိုးလေးရှိမယ်နာအဲဆိုလို့ရှိရင်ဒါပြိုးပင်ဆိုတဲ့စကလုံးလေးပေါ့เนาะဒီလိုမျိုးလေးရှိတာဖြစ်ပါတယ်อืมလာရเนาะအဲ့လိုအဲ့လိုအဖွဲလေးဆိုအရင်ကြိုက်တယ်မှတ်ရလဲလွယ်တယ်အဲစကလုံးလေးတွေတော်တော်လာဖြစ်တဲ့အတွက်ဒါမျိုးလေးရှိမယ်အဲဝါကာမိုနိုဆိုတာကတော့ဒါလူငယ်တွေပေါ့เนาะဝါကာမိုနိုလူငယ်တွေရှိမယ်တိုရှိအိုတိုရှိယိုဒီဆိုလို့ရှိရင်အာတိုရှိယိုဒီဆိုလို့ရှိရင်ဒါလူကြီးပေါ့เนาะလူကြီးပိုင်းနေရှိမယ်ပြီးရင် အာနီနာဥဆွေစကလုံးလေးရှိမယ်နီနာဥနီနာဥဆိုတာအရှိမတော့တစ်ခေါက်တော့ပြောထားတယ်တာဝန်ထမ်းဆောင်နေဆိုရယ်စကလုံးလေးဖြစ်ပါတယ်ဘယ်မှာပါလဲဆိုတော့ဒီတန်တိုးတို့ဘာတို့မှာပါပေါ့နော်တန်တိုးရှာဆိုတာဝန်ထမ်းဆောင်နေတို့ဘာတို့ရယ်စိတ်ပဲလေအဲ့တော့ဖူတာတာပိဆိုရယ်စကလုံးလေးကိုသိပါသလားဖူတာတာပိဖူတာတာပိဆိုတာကနောက်ထပ်တစ်ကြိမ်လို့အဓိပ္ပာယ်ရပါတယ်ဖူတာတာပိဖူတာတာပိတော်တော်လေးသုံးနေပေါ့နော်ဥပမာ စိုင်းလို့ဖတ်ပြီးတော့စိုင်းရီရောဆိုလို့ရှိရင်နောက်တစ်ခေါက်ထပ်ပြီးတော့သုံးတယ်ဆိုရဲအဓိပ္ပာယ်လေးသူကကြောင့်ကျွန်တော်ကလေအာ prefix ဆိုပြီးတော့ခေါ်တယ်အရှိမလိုက်တဲ့စကားလုံးလေးပေါ့နော်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်လည်းရှိတယ်လေ take ဆိုလို့ရှိရင် retake ဆိုပြီးတော့ဖြစ်သွားတယ်ဟုတ်တယ်ဟုတ်အဲ့လိုမျိုးပေါ့နော် အရှိမရီဆိုတဲ့စကားလုံးလေးပေါ့เนาะအရှိကလိုက်တဲ့စကားလုံးလေးဂျပန်စာမဆိုလည်းအဲ့လိုမျိုးလေးရှိတယ်လေเนาะအရှိကနေတခုခုလိုက်လို့ရှင်မဖူတို့ပါလို့ဆိုလို့ရှင်အတိတ်ပဲအတူတူပဲဖူဆိုဖူယောတို့ပါလို့ဆိုလို့ရှင်အတိတ်ပဲနောက်တစ်မျိုးဖြစ်သွားတာဟုတ်เนาะအဲ့လိုမျိုးဖူဆိုမလို့ဆိုတဲ့အတိတ်ပဲမျိုးဖြစ်သွားတယ်အဲ့တော့စာရီရီယောစာရီစာရီကန်တိုဆိုလို့ရှင် ခန်းတိုးကစဉ်းစားဆိုစိုက်ခန်းတိုးဆိုရင်နောက်ထပ်တစ်ကြိမ်စဉ်းစားရဲဆိုတဲ့အထိပယ်မျိုးပေါ့နော်အဲ့တော့စိတ်စိတ်ဆိုဘောကပ်လို့သိပါတလားစိတ်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 နဲ့ခေါ်တာစိတ်စိတ်ဆိုတာကအဲစိတ်စိတ်ဆိုတာက generate ဆိုတဲ့အထိပယ်မျိုးလေ generate generate အတွဲလိုက်ပြီးမှဒါနော်အခုနောက်ပိုင်းကျွန်တော်နမည်ကြီးနေ AI နေပါလေအကုန်လုံးကလေသူက AI တစ်လုံးနဲ့ခေါ်လို့မရအောင်စိတ်စိတ် AI ဆိုပြီးတော့ generative AI ဆိုပြီးတော့တွဲလိုက်သူနမည်ကလည်းမျိုးရှိလာတယ်နော်အဲမျိုးလေးလည်းမှတ်ထားပြီးပါစိတ်စိတ်အဲဒီလိုခန့်ကြီးလေးရှိပါတယ်အဲ့တော့ ဟိုးဆိုးဆိုလို့ရှင်ရောဟိုးဆိုးဒါထုတ်ကွေးဆိုဟိုးဆိုးဆိုလို့ရှင်ဒါထုတ်လွှင့်နေဆိုတဲ့စကားလုံးလေးဖြစ်တယ်ထုတ်လွှင့်နေဟိုးဆိုးချော့ခုလို့ပါလို့ဆိုရင်ဟိုးဆိုးချော့ခုဆိုအတန်လွှင့်ထားတာလို့ပါလို့ဖြစ်သွားပြီပေါ့နော်အဲ့တော့ဆိုင်ဟိုးဆိုးဆိုလို့ရှင်ဆိုင်ဟိုးဆိုးနောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့ထုတ်လွှင့်နေဆိုတဲ့စကားလုံးလေးဖြစ်သွားပါမယ်အဲ့တော့ကျွန်တော်နည်းနည်းလေးဆက်ပြီးတော့ခိုးချင်းနဲ့ပတ်သက်တဲ့စကားလုံးလေးကိုပြောမယ်ခိုးချခိုးချစွာကလမ်းပန်းဆက်သွယ်ရေးကိုပြောတာဖြစ်ပါတယ် နာနီနာနီဟိုမန်ဆိုပြီးတော့ရှိတယ်မာရူ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 ဟိုမန်ပေါ့နော်အဲ့တော့ဂျပန်မှာနေလဲဆိုလို့ရှင်တော့ဒီစကားလုံးတွေကအရင်ကိုရင်းနှီးပြီးသားဖြစ်မယ်ကျွန်တော်အိုဆာကာဟိုမန်ဆိုလို့ရှင် အဲဥစားကောက်သွားမဲ့ယထာပေါ့နော်အဲ့တော့ယထာက2မျိုးရှိနိုင်တယ်ကိုစီးမဲ့ဘူးဒါမှဟိုဘက်သွားမဲ့ဘယ်ဘက်သွားမဲ့ယထာလည်းရှိလို့ညာဘက်သွားမဲ့ယထာလည်းရှိအဲ့တော့ဘယ်သွားမှာလဲဆိုတော့ယထာကိုမှားစီးလို့မရဘူးပေါ့နော်လမ်းကြောင်းတူတယ်ဆိုရင်တော့ကိုသွားတဲ့နေရာရောက်သွားတဲ့နေရာစန့်ကျင်ဘက်ဖြစ်သွားနိုင်တယ်အဲ့တော့ဥစားကောက်ဟိုမန်ဆိုရင်ဒါဥစားကောက်သွားမဲ့ဘက်ပေါ့နော်ဥမာဟိုတိုကျိုဟိုမန်ဆိုလို့ရှင်လဲတိုကျို တိုကျိုသွားမဲ့ဘက်ပေါ့နော်ဒါမျိုးလေးရှိတယ်အဲ့တော့ဇူခိုဆူတူဆိုပြီးတော့တုံးပါတယ်ဇူခိုဆူတူသွားလာတာတို့ဖြတ်တန်းသွားလာတာတို့ဘာလို့ဇူခိုဆူတူဆိုပြီးတော့တုံးတယ်ပေါ့နော်အာဇူခိုဇူခိုဒိုမဲတို့ဘာလို့ဆိုရှင်ဖြတ်တန်းသွားလာခွင့်မရဘူးပေါ့နော်အဲသွားလို့မရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဇူခိုဒိုမဲဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်အဲ့ဒီဟိုဝမ်ဝေးတို့ဘာလို့ဆိုလို့ရှင်ဒါဇူခိုဒိုမဲဆိုတဲ့စကားလုံးလေးပေါ့နော်ဟိုခိုးရှာဆိုတဲ့စကားလုံးလေးမှတ်ထားပေးပါဟိုခိုးရှာလူ လမ်းလျှောက်သွားတဲ့သူကိုဟိုခိုးရှာဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့ကျောင်းမှာလမ်းမှာဆိုလို့ရှိရင်ဟိုဒိုးနဲ့ရှာဒိုးနဲ့ဆိုပြီးတော့ရှိတယ်ဟိုဒိုးနဲ့ရှာဒိုးဟိုဒိုးကလူသွားလမ်းပေါ့နော်ရှာဒိုးကကြတော့ကားလမ်းပေါ့နော်ဒါမျိုးလေးရှိမယ်ဒါအကုန်လုံးက license ဖြစ်ရင်လည်းတော်တော်လေးအသုံးဝင်တယ်နော်အဲ့တော့မှတ်ထားပါ Odan Sudu ဆိုတဲ့ဘောကမျိုးလေးရှိတယ် Odan Sudu Odan Sudu ဆိုတာဖြတ်ကူးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလမ်းဖြတ်ကူးတာအဲ့ဒါကြောင့်ကျွန်တော်က Odan ဟိုဒိုးဆိုလို့ရှိရင် လူကူမြင်ကြဆိုပြီးတော့ဖြစ်သွားတာအိုဒန်ဟိုတို့အိုဒန်ဟိုတို့လူကူမြင်ကြဆိုပြီးတော့ဖြစ်သွားတာเนาะဒါမျိုးလေးရှိမယ်ထာအဲရုဆိုရဘောကပ်လေးကိုမှတ်ထားပါတာအဲရုဒါလေးကိုရှင်းအောင်တိတိချာချာလေးပြောမယ်အပွားတာအဲရုလေးကသူတီးခန့်နေဆိုတဲ့စကားလုံးလေးဖြစ်တယ်ဒီတစ်ခေါက်ပြောမယ်တာအဲရုကဒီဥစ္စာလေးဖြစ်တယ်ပေါ့เนาะတာအဲရုဒီတာအဲရုကရက်တန့်သွားတယ်ကုံသွားတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်အဲ့ဒါကြောင့် နင်းတိုင်းဇီယိုအီတို့ဘာလို့မှပါတယ်နင်းတိုင်းဆိုလို့ရှင်နင်းတိုင်းကဒါတိခတ်နိုင်စွမ်းဆွဲစကလုံးလေးဖြစ်တယ်။အောက်ကတာအေရူကကြောက်ကြောဘာမှမြင်ဘူးနေရလဲဆိုတော့ဒီလိုမျိုးဇက်တိုင်းတို့ဘာလို့မှမြင်ဘူးနေရဖြစ်တယ်။ဇက်တိုင်းဆိုလုံးဝဆွဲစကလုံးလေးပေါ့နော်။အဲ့တော့ဒီတာအေရူဆိုလို့ရှင်ရခခေကတာအေရူဆိုလို့ရှင်ရခခေကတာအေရူဆိုလို့ရှင်ရခခေခခေဆိုတာကဒီစကလုံးလေးနဲ့ရေးပြီးတော့တာအေရူဆိုရင်ပြတ်တော့သွားဆိုမျိုးဆက်ပြတ်သွားရလို့ပါဆိုတော့ ਨੇ ဒီခခေးဆိုတာက ိမ်ကညီးတွေမြစ်တွေကိုယ့်ရဲ့နောက်လာမျိုးဆက်ပေါ့နော်ခခေးဆိုတဲ့စကားလုံးလေးအဲ့တော့ခခေးရဲ့ခေးကကျွန်တော်တိထားတဲ့ခန်းခေးတို့ဘာတွေခေးနဲ့မတူဘူးเนาะအဲ့ဒါကသူက and two level လောက်ရှိတဲ့ခေးဖြစ်ပါတယ်မျိုးဆက်ဆိုတဲ့စကားလုံးလေးအဲ့တော့အန်တူရပြီဆိုတိတိကျကျလေးကြည့်နော်ပေါပေါပပါလေးသွားလို့မရဘူးအဲအခုပြောချင်တာကဒီဒါအဲတူဆိုရနှစ်ခုပေါ့နော်အဲ့ဒါလေးကိုအန်တူမှာတိတိကျကျလေးမှတ်ထားပေးပါရှူဒန်းဆိုရစကားလုံးလေးရှိလား ှုဒန်းရှုဒန်းဆိုတာကနီလန် methods တွေကိုပြောတာဖြစ်တယ်အဲ့တော့ရှုဒန်းအိုအေဒါဘာစုဆိုလို့ရှိရင်နီလန်မရွေးပေါ့နော်ဆိုတဲ့အဓိပ္ပာယ်မျိုးအေဒါဘာစုဆိုရင်နီလန်မရွေးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်။အဲခိုးချောဆိုတဲ့ vocabulary ကဒါသားလုံးသိထားမှာပေါ့နော် public ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။ခိုးချောအများနဲ့ဆိုင်တော့ဆိုတဲ့စကားလုံးလေးဖြစ်တယ်။ on chin ဆိုလို့ရှိရင် 原子がガシガリゴロンゴ、オンチェンソビヨ、コレエチェンリガ、チェンタイノバルマミンブニア、チェンタイアパートソルシェン、ガレスウェスガロンリボノ。日本は、えー、家賃、家賃というより、家賃も、家賃も、物価も、高い。 ဂျပန်ကအင်္ဂါကရီလဲစီကြီးတဲ့ကုန်စည်လုံးတွေလဲစီကြီးရပေါ့နော်ပြီးလို့ရှိရင်နီဟွန်ကမိုနိုတာခဲတဲ့ဝါနောက်ခုအွန်ချင်မိုတာကဂျပန်ကပစ္စည်းရည်တွေမဟုတ်ဘဲနဲ့ယင်စီကသွားစီကကားစီကရီရလဲစီကြီးတယ်ဆိုအတိတ်ပဲမျိုးလေးနဲ့ပေါ့နော်လိုမျိုး sentence လေးဖွဲ့လို့ရပါတယ်ဇကာမာရုဆိုရယ်စကားလုံးလေးရှိမယ်ဇကာမာရုဇကာမာရုဆိုတာက ဆုတ်ကင်ထားတယ်ဖန်စီထားတယ်ဖန်ကင်ထားတယ်ဆိုတဲ့အိဗယ်မျိုးလေးနဲ့ဖြစ်တယ်အဲ့တော့ဟိုခန်းကြီးရလေးဒီနှစ်ခုရှိနိုင်တယ်ဒီအောက်ကစကလုံးလေးကကျွန်တော်တည်ထားပြီးသားတိုက်ဟိုဖန်စီတယ်ဆိုတဲ့အဲ့လိုဘောနော်လူနာရီပိုင်ဖန်တာတော့ငါးရီပိုင်ဖန်တာအဲ့အဲ့လိုမျိုးမှာတုံးတယ်စကလုံးလေးပေါ့နော်အဲ့တော့အဲချက်ခါမတို့လေးကလည်းဒီလိုမျိုးလေးနှစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်များသောအားဖြင့်ဆုတ်ကင်ထားတယ်ဆိုတဲ့အိဗယ်နဲ့တုံးချင်တယ်ဆိုလို့ရှိရင်ခန်းကြီးနဲ့မဟုတ်ဘဲနဲ့ဒီလိုမျိုးဟီလာကနလေးနဲ့ရေးတာပို့ပြီးတော့များတယ်ပေါ့နော်ဒါမျိုးလေးရှိနိုင်တယ်မီအာဝါဆဲဒုဆိုတဲ့စကလုံးလေးကိုမှတ်ထားပြီးပါအရှိမသွားများသောအားဖြင့် on tan ဆိုပြီးတော့လိုက် ်တတ်တယ်။ on time မရဝဆဲတူဆိုလို့ရှိရင်ဒါ on time ဟုတ်မရဝဆဲတူဆိုလို့ရှိရင်ငလျင်ကြောက်ဒါမို့လို့ရှိရင်တိုင်ဖုန်ကြောက် ယထာကမထွက်ဘူးဆိုလို့ရှိရင်သူကမီအဝါဆဲချူလို့ပါအဲ့လိုမျိုးလေးတုံးတာများရပေါ့နော်ကျွန်တော်လည်းတကယ်အပြစ်မှတွေ့ဘူးတယ်အဲ့တော့အဝါဆဲလို့ဆိုညှိပေးမှလားမသိဘူးရအောင်သွားလို့ရမှလားမသိဘူးဆိုအဲ့လိုမျိုးတွေ့လို့မရဘူးမီအဝါဆဲအွန်တန်မီအဝါဆဲချူဆိုလို့ရှိရင်ဒါယထာ delay ဖြစ်နေရထွက်ဖို့အတွက်ဘယ်ချိန်ထွက်မလဲဆိုတာမပြောလို့မရသေးဘူးဆိုတဲ့အခြေအနေမျိုးပေါ့နော်လိုမျိုးပေါ့ကမျိုးလေးရှိတယ်မီတာရဲတုဆိုပေါ့ကမျိုးလေးမှတ်ထားပေးပါမီတာရဲတုဆိုတာကဖယိုဖယဲဖြစ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီ coran လို့ပါလို့ဆိုလို့ရှိရင်အရှုပ်ထွေးတွေ complex တွေပါလို့ဆိုလို့ရှိရင် ်ကွန်ဖလစ်တွေပိုင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးခွန်ရန်ဆိုပြီးတော့တုံတာမျိုးလေးရှိတယ်အဲစိုက်ကိုက်ဆုတုဆိုလဲပေါက်ကတ်မျိုးလေးစိုက်ကိုက်ဆုတုစိုက်ကိုက်ရဲ့ဂိုင်းလေးကကြောင့်အအုပ်ဖြစ်တာဖြစ်တဲ့အတွက်နောက်တစ်ချိန်ပြန်ပြီးတော့တွေ့ရဲဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်စိုက်ကိုက်ဆိုလို့ရှိရင်ကကြောင့်ဒါပြန်လဲခြင်းပါတယ်ဆိုတဲ့အတိတ်ပဲမျိုးလေးပေါ့နော်အနောက်ကဟီတာခုဆိုတဲ့စကားလုံးလေးပါ ဟီတာခုเนาะဒါမျိုးလေးရှိမယ်မန်ချော့ကတော့ဒါအားလုံးသိထားပြီးသားပေါ့เนาะမန်ချော့မန်ချော့ဆိုတာကရေမောင်းလိုက်စင်ကိုပြောတာ on tan man khyo show ဆိုလို့ရှင်ရေမောင်းလိုက်စင်ပေါ့เนาะအဲ့တော့မန်ချော့ရဲ့မန်လေးကမာနုခါတဲ့သူဆိုပေါ့ gap လေးဖြစ်ပါတယ်လွန်ငင်းခွင့်ပေးတယ်ဟောတောက်ခွင့်ပေးတယ်ဆိုရအတိတ်ပဲလေးဖြစ် ပြီးတော့အနောက်ကောက်စာလေးက yuru su ဆိုလို့ရှင်ခွင့်ပြုတယ်ဆိုရစကားလုံးလေးပေါ့เนาะအဲ့တော့သူကလည်းသူကတော့ဟုတ်နေရပဲမန်ချော့အာမန်ချော့ဆိုလို့ရှင် ဒါ license လို့ဘာသာပြန်လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့တွေ့အသေးရအထဲမှာဆိုရှင်သွားဖို့အတွက်ဒီကားနဲ့ဒီဘက်ကူသွားဖို့အတွက်ခွင့်ပြုခွင့်ပေးထားတယ်ဆိုရအသေးပဲမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးရှိမယ်စာယူဆိုရပေါ့ကတ်မျိုးလေးမှတ်ထားပေးပါစာယူပုံမှန်ဆိုလို့ရှင်တော့ကျွန်တော်ကမီကီဟီတာဒီဆိုလို့ရှင်အဲအရှိအဟိုဟာဟိုပေါ့နော်မီကီကအရင်လိုက်ပြီးတော့ဟီတာဒီကနောက်ကပေါ့နော်ဒါပေမဲ့စာယူဆိုလို့ရှင်တော့ဘယ်ညာဆိုပြီးတော့ဖြစ်သွားပေါ့နော်ဒါမျိုးလေးရှိမယ်အဲ ခန်းခခုဆိုပေါ့ W တိပါဒလားခန်းခခုဒီပြောချင်တဲ့ခန်းခခုကလည်းမဟုတ်ဘူးအဲ800ရောက်သွားမှဆိုဒါမျိုးလေးပြောလိုက်မှာပေါ့နော်ခန်းခခုခန်းခခုဆိုတာကတစ်ခုနဲ့တစ်ခုကြားထဲက space လေးတွေကိုပြောတာဖြစ်ပါတယ်အဲဒိုးရုံတော့ခန်းခခုဆိုလို့ရှင်လောကဟိုခရမတော့ဒိုးရုံတော့ခန်းခခုဆိုရင်ကားနဲ့လမ်းနဲ့ကြားထဲက กว่าอเวบ่เนาะจารย์พวกอะห่าพนันมีตาไปกว่ายามเลยบ่อะห่าမျိုးนี่ရှိတယ်ဗောเนาะအဲ့တော့ဒါမျိုးလေးကိုမှတ်ထားပြပါခန်ခခုရဲ့ခခုလေးကကြတော့ဒီလိုမျိုးဗောเนาะဟာဘာဆိုပြီးတော့မှတ်ထားလို့လည်းရတယ်နောက်တစ်ခုဟာဘာကကြတော့ WIDTH with ပေါ့နော်အကျဲဆွဲစကားလုံးလေးဖြစ်တယ်အဲ့တော့ဟာပါကြာတော့နောက်ပိုင်းကျရင်ဆက်ပြီးတော့ပြောပါမယ်အဲ့တော့ခန်းခါခု space ရေပေါ်ကမျိုးလေးနဲ့မှတ်ထားပြပါနော်ဆိုဆိုကျွန်တော်တို့တွေးလိုက်တဲ့ခန်းခါခုလေးကကြာတော့ဒီခန်းခါခုလေးကကြာတော့အလိုကိုယ်မှာထင်ရတဲ့ sense ပေါ့နော် six sense တို့ဘာလို့မှပါတဲ့ sense လေးဖြစ်တယ်ဒီဥစ္စာလေးကပေါ့နော်ခန်းခါခုနောက်ကဥပဝေတို့လေး ਨੇ ဟိုဒါကတော့မပြောတော့ဘူး share ที่မှတ်ထားပြပါ share ที่ GPP ဆိုလို့ရှင်လဲ share ที่ GPP ဆိုတဲ့အကြောင်းလေးကိုအတိပေးပါအောင်နော်နောက်ထပ်ဗီဒီယိုကြာ ပြန်ပြီးတွေ့ပါမယ်တတ်တာ